မင်္ဂလာပါဒီတစ်ပတ်မှာတော့ဒီ grade 12 english grammar မှာမဖြစ်မနေမေးတဲ့ active passive အကြောင်းကိုဆရာရှင်းပြချင်ပါတယ်။ဟောဒီ active passive ကဒီတက္ကသိုလ်ဝင်တမိုင်းတစ်လျှောက်မှာနှင်းတိုင်းလို့လို့မိခဲ့တဲ့ပုံစံတစ်ခုလည်းဖြစ်တယ်ပေါ့နော်။ ဟိုစနစ်သစ်မှာကြည့်မယ်ဆိုလို့ရှင်လည်းပဲစနစ်သစ်နှစ်နှစ်မှာလည်းပဲနှစ်နှစ်စလုံးရောမေးထားတာလေးကိုရောတွေ့ရတယ်ပေါ့နော်အားကြောင့်မလို့တရားဒီဗီဒီယိုလေးကိုအဲလောက်အချင်းဖြစ်တာကဲတော့ဆက်လိုက်ရအောင်နော်အဲ့တော့ grammar ဆက်မှတ်မှတ်မိတဲ့အတ္တိပစစ်ကြောင့်အဲ့ဒီကနေပြီးတော့မှ ဟိုပက်စစ်ကိုပြောင်းတယ်အလွယ်ကြီးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အစ်တဝါကြရီမှာဆိုရင်ဇာတို့ကကတီပေါ့နော်အဲ့လိုပါတော့ပြန်တယ်အဲ့ပက်စစ်ဝါကြကြတော့သူက object ကိုအဥစားပေးပြီးတော့ရေးတဲ့ဝါကြပြတ်တဲ့အတွက်ကြောင့်မလို့ကိုလို့ပါတော့ပြန်တယ်အဲ့အစ်တကပြုလို့သူကိုဥစားပေးတဲ့ဝါကြဖြစ်ပြီးတော့မှပက်စစ်ကပြုလို့ခံရသူကိုဥစားပေးတဲ့ဝါကြဖြစ်တယ် အဲ့တော့အဲသူ့ရဲ့ဒီကရိယာပုံစံလေးတွေပေါ့နော်အဲ့တော့ဒီ grammar pattern ကိုဆရာတို့ကလေ့လာတော့မှာဆိုရင်ပထမအဆုံးသူ့ရဲ့ဒီကရိယာပုံစံလေးတွေကိုအဲ့တော့သိထားဖို့လိုတယ်ဥပမာဒါကတော့ဒါ active pass sorry ဒါကတော့ active bad action ပေါ့နော်ဒီ bad action ကတော့ passive bad action passive bad action legend တဲ့ sorry နော်အဲ့တော့ဒါချက်ထားမှာပေါ့နော်ဒီကရိယာပုံစံလေးတွေကတော့အဲ့တော့ one ဆိုရင် or emissa battery ပေါ့ Robert II ဆိုရင် Warswell Battery MSR Buffangi ဆိုရင် or MSR BM Battery Warswell Buffangi ဆိုရင် Warswell Plus BM Plus Battery or Hesse Battery ဆိုရင် Rahesse BM Battery or Head Battery ဆိုရင် Head BM Battery or More Plus Power 1ဆိုရင် More B Battery အဲ့တော့ model birthday ကတော့ဘာတွေလဲဆိုရင်အဲ့တော့ can quick share show well ကိုမိမိုင် mass ပေါ့နော်အဲ့ဒါလေးအဲ့ကောင်လေးနဲ့တွဲပြီးတော့မှလာတဲ့ကရိယာပုံစံဥမာပြ can plus power 1ဆိုရင် can be battery ပေါ့နော်အခု plus power 1ဆိုလဲဒါ could be battery ဒါအစရှိတဖြစ်ပေါ့အဲ့တော့နောက်တစ်ခုကတော့ဒီ2 plus bar infinite နဲ့မေးတဲ့ပုံစံပေါ့ပေါ့နော်ဒါလည်းပဲမေးပါတယ်နော်အဲ့တော့2 plus power 1ဆိုရင်ဒါဆရာတို့ကဘာပြောင်းမလဲဆိုရင်အဲ့တော့2 B battery အပြန်လန်အဖြစ်အဲ့တော့2 B battery ဆိုရင်ဒါ2 plus power 1ပြင်ပြီးတော့ပြောင်းမလို့အဲ့လိုပြင်ပြီးတော့သူကပြောင်းပေးရတော့ or ms are going to plus b1 ဆိုရင် ms are going to be battery ပေါ့နော်အဲ့လိုပုံစံနဲ့ပြန်ပြီးတော့မှဒါဆရာတို့ကရေးသားခြင်းဖြစ်တယ်အဲ့တော့ဒီရေးသားပုံလေးကိုကြည့်ရအောင်ရေးသားပုံမှာဆိုလို့ရှိရင်လည်းပဲ active ဝတ်ကြမှာဆိုရင်ဒါဆရာတို့ကပုံစံအဖြစ်ပါလို့ very ဘလို့ပုံစံမျိုးနဲ့ကြည့်လို့ရလဲဆိုရင် subject verb object ပုံစံနဲ့ရှိတယ်ဒါက active ဝတ်ကြမှာ တော့ passive voice မှာဆိုရင်သူက object ကိုပြန်ပြီးတော့မှ shift ထုတ်ပြီးတော့မှ career ကို be battery နဲ့ပြောင်းတာပေါ့နော်ပြီးတော့မှ subject ကိုအော်ဘိုင် subject ပုံစံနဲ့ယူတာဒါကဟိုဘက်ဝင်းပေါ့ဘက်ဝင်းဆိုလို့ရှိရင်သူကအဲ ms battery နဲ့ပြောင်းတာပေါ့နော်ဒါသူ career ကိုကြည့်ရတာပေါ့ battery ဆိုရင်ဒါ what's your battery ပေါ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြန်ပြီးတော့မှကြည့်ရတာဒါမှမဟုတ်လေသူက ms battery ပေးထားတဲ့ခါကျတော့ passive ကနေပြီးတော့မှ active ကိုပြန်ပြီးတော့ပြောင်းမယ်ဆိုရင်အော် subject ် rubber band object ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဆရာတို့ကပြင်ပြီးတော့မှအဲ့လိုပြောင်းပေးရတာဖြစ်တယ်အဲ့တော့အဲနောက်တစ်ခုကချင်းချက်အနေနဲ့ကအဲ့တော့ဒီသူ့ရဲ့ပုံစံမှာအဲ့တော့ by subject နဲ့လို့ subject နဲ့ပြောထားတော့ညာလဲပဲ by နဲ့ပြန်ပြီးတော့မှမတွေ့ရတဲ့စကားလုံးတွေလည်းအဲ့တော့ရှိတယ်ပေါ့နော်အဲ့တော့ by နဲ့မတွေ့ရတဲ့စကားလုံးတွေအဲ့တော့ by နဲ့ပြန်ပြီးတော့မှမတွေ့တဲ့ subject တွေဒီအဲ့တော့မတိကျမသိချတဲ့ subject တွေ ခုမှအဖြစ်အဲ့ people to all to when to i we you they he she it or someone somebody is anyone anybody everyone everybody is no one nobody စတဲ့ဒီစကားလုံးတွေပေါ့နော်ဒီစကားလုံးတွေကတော့သူက by subject နဲ့တွဲပြီးတော့မှလာလေးလာထားသိပြီးတော့မှမရှိတဲ့အဲ့ဒါစကားလုံးတွေဖြစ်တယ်ဟုတ်မှာပြအဲ့တော့ buy people တို့ buy all တို့ buy when တို့ buy i buy we ဆိုတာမျိုးကအဲ့တော့မရှိဘူးပြီးလို့ရှိရင်ဒီနေရာမှာအဲ့တော့ someone somebody အတုံးလေးပေါ့နော်ဟိုရဆမ်ဝန်ဆမ်ဝန်ကိုတော့ဘယ်လိုနေရာတွေမှာတုံးလဲဆိုလို့ရှိရင်ဟိုအဲဆမ်ဝန်ကြတော့စာရေးတဲ့နေရာမှာပေါ့နော်ဒီစာရေးသားတွေမှာဆမ်ဝန်ကိုတုံးပြီးတော့မှာအဲဆမ်ဘယ်ဒီကကြတော့တကယ်လက်တွေ့နေပြန်မှာစကားပြောတဲ့အခါမှာဟိုတုံးတဲ့ပုံစံမျိုးပေါ့နော်ဒါလေးကတော့ just for knowledge ပါ okay ဒါဆိုလို့ရှိရင်တော့ဒုတိယတစ်ပိုင်းကိုအဲနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့မှလေ့လာကြရအောင်เนาะ